ရှုနာစေတနစ်တံနှုတ်ပတ်တမတရားစီစဉ်မှကျူစွပါတယ်။ဒီကနေ့ဖတ်ရှုနာစီရမယ်နှုတ်ပတ်တမကျမ်းစာတော်မြတ်ကတော့ရှင်လုကာခရစ်ဝင်ခန်းကြီး27မှ20အထိဖြစ်ပါတယ်။ရှင်လုကာခရစ်ဝင်ခန်းကြီး27ထိုနောက်ကိုတော်သည် မျှော်ကြည့်၍ငွေရတတ်သောသူတို့သည် အလူဒါနကိုဗန္နာတိုက်သေးသူ ွင်းချသည်ကို မြင်တော်မူ၏ဆင်းရဲသောမုတ်ဆိုးမတယောက်သည်လည်းကျင်းညီခြင်းကနှစ်ပြားတွင်းချသည်ကို မြင်တော်မူလျင်ငါအမှန်ဆိုသည်ကားထိုဆင်းရဲသောမုတ်ဆိုးမသည် အခြားသောသူအပေါင်းတို့ထက်သာ၍တွင်းချပြီအကြောင်းမူကားထိုသူအပေါင်းတို့သည်မိမိတို့ကြွယ်ဝသောစည်းစိမ်ထဲကနှုတ်ယူ၍ဖျားသခင်၏အလူတော်စုတဲသို့တွင်းချကြ၏ ထိုမိမမှုကအလွန်ဆင်းရဲလျက်ပင်မိမိအတန်မွေးစရာဥစ္စာရှိသည်များကိုတွင်းချလီပြီးဟု မိတော်မူ၏လူချိုးတို့သည်လာ၍ဗိမှန်တော်သည်တင့်တယ်သော ကြောက်ပြားနေ၎င်းပူဇော်တကာများနေ၎င်းဆင်ပြေလျက်ရှိပါ၏ဟုပြောကြလျင် ကိုတော်ကဤအရာများကိုသင်တို့သည်ယခုမြင်ရကြ၏မဖြူမချပဲ ကြောက်တစ်ခုပေါ်မှာတစ်ခုမတီမနေရသောအချိန်ကာလရောက်လိမ့်မည်ဟုမိတော်မူ၏သူတို့ကလည်းအရှင်ဖုရားထိုအမှုရာတို့သည်အဘယ်ကာလမှဖြစ်ပါမည်နည်းထိုအမှုရာတို့သည်ဖြစ်ချိန်ဤသောအခါအဘယ်ပုပ္ပနမိတ်ပေါ်ထွန်းပါမည်နည်းဟုမေးလျှောက်ကြလျင်ကိုတော်ကတင်တို့သည်လက်ပြားခြင်းတို့မလိုက်မပါမည်အကြောင်းတည်ပြုကြလော့ အများသောသူတို့ကငါသည်ဤမိသောသူဖြစ်၏အချိန်ကာလလည်းရောက်လာပြီဟုဆိုလျက်ငါ၏အယောင်ကိုဆောင်၍ပေါ်လာကြလိမ့်မည်ထိုသူတို့နောက်သို့မလိုက်ကြနှင့်တင်တို့သည်စစ်တိုက်ခြင်းအကြောင်းပုံကံခြင်းအကြောင်းကိုတည်င်းကြားရသောအခါစိုးရိမ်တုန်လှုပ်ခြင်းမရှိကြနှင့်ထိုအမှုအရာများသည်အရင်ဖြစ်ရမည် သို့တော်လည်းအဆုံးသည့်အလင်းအမြန်မဖြစ်သေးထိုမှတပါလူမျိုးတစ်မျိုးနှင့်တစ်မျိုးတနိုင်ငံနှင့်တနိုင်ငံရံဘက်ပြုကြလိမ့်မည်အရရတို့၌ကြီးစွာသောမြေလုတ်ချင်းအစာခေါင်းပါချင်းကာလနာများပြားချင်းတို့သည် ဖြစ်ကြလိမ့်မည်မိုးကောင်းကင်၌လည်းကြောင်မဲ့ဖွယ်သော အရာနှင့်ကြီးစွာသော ပုပ်ပနမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်ထိုအမှုအရာများမဖြစ်မီ လူများတို့သည်ငါ၏နာမကြောင့်တင်တို့ကိုဖန်စီညင်းဆဲ၍တရားစီရ၌၎င်းထောင်တဲ၌၎င်းအံ့နံကြလိမ့်မည်ရှင်ဘရင်ဝိုမင်းထံသို့ပို့ဆောင်ကြလိမ့်မည်ထိုသို့သောအဖြစ်တင်တို့သည်တသက်ခံရသော အခွင့်ရှိကြလိမ့်မည် ထိုကြောင့်တင်တို့သည်အဘယ်သို့ပြန်ပြောရမည်ကိုရှေးမစွာကမစင်ချင်းချင်းကတတိထားကြလောအကြောင်းမူကားယန္တုပေါင်းတို့သည်မငင်းမခုံမဟန့်တားနိုင်သောနှုတ်တတိညံတတိကိုငါပေးမည်တင်တို့မိဘညီအကိုပောက်ဖော်အဆွေခင်မွန်းတို့သည်တင်တို့ကိုအနှံကြလိမ့်မည်အချို့တို့ကိုလည်းတတ်ကြလိမ့်မည်လူပေါင်းတို့သည်လည်း ငါ၏နာမကြောင့်တင်တို့ကို မုံကြလိမ့်မည်သို့တော်လည်းတင်တို့ဆံချီတပြင်မှမပြည့်စည်ရတင်တို့သည်တည်ကြည်သောအားဖြင့်ကဲတင်ခြင်းသို့ရောက်ကြလော့ယေရုရှလင်မြို့ကိုဘိုးချေများဝန်းရံလျက်ရှိသည်ကိုတင်တို့မြင်သောအခါထိုမြို့သည်ပြည့်စည်ခြင်းရောက်လူသည်ကိုတိမဲ့ကြလော့ထိုအခါယူဒပြည်၌ရှိသော သူတို့သည် တောင်ပေါ်သို့ပြေးကြစီ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစီတောရွာမှရှိသောသူတို့သည်မြို့ထဲသို့မဝင်ကြစီနှင့်အကြောင်းမူကားထိုနေ့ရက်ကာလသည်ကျန်းစာချက်များပြည့်စုံရသောဒန်းစီရင်ချင်းနေ့ရက်ကာလဖြစ်သည်ထိုနေ့ရက်၌ကိုဝန်ဆောင်သောမိမနှင့်နို့ဆိုတငယ်ရှိသောမိမတို့သည် အလွန်ခက်ကြလိမ့်မည်အကြောင်းမူကား ယူဒပြည်၌ကြီးစွာသောဆင်းရဲဒုက္ခဖြစ်၍ယူဒအမျိုးအပေါ်၌အမျက်ဒေါသတင်ရောက်လိမ့်မည်သူတို့သည်ဓာဖေးဖြင့်ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်အခြားသောဖြင့်အရရက်သို့ဖန်သွားကြလိမ့်မည်တပါးမျိုးသားတို့သည်မိမိတို့အချိန်ကာလမပြည့်စုံမီတိုင်အောင်ယေရုရှလင်မြို့ကိုခြေနှစ်နင်းကြလိမ့်မည်ထိုအခါ နေလကျေနခတု၌ပုပ္ပနမိတ်ထင်ရှားလိမ့်မည်မြေကြီးပေါ်မှာလဲလူအမျိုးမျိုးမငြိမ်မသက်စိုးရင်ကြောင်ကြခြင်းသမုတ်တရားလိုင်းတပူကြီးခြင်းမြေကြီးပေါ်မှာဖြစ်လက်တန့်သောဘေးများကိုမျော်၍ကြောက်လန့်သဖြင့်လူများတို့၏အသက်ဆုံးခြင်းအမှုအရာတို့သည်ဖြစ်ကြလိမ့်မည်အကြောင်းမူကား ကောင်းငင်တကိုးတို့သည်တုံလုတ်ကြလိမ့်မည်ထိုအခါလူသားသည် ကြီးစွာသောဘုံတကိုးအာနုဘောကို ဆောင်လျက်မိုးတိမ်ကိုစီးလျက်ကြွလာသည်ကို မြင်ရကြလိမ့်မည်ထိုအမှုရာတို့သည် ဖြစ်စားရှိသောအခါတင်တို့ကိုရွေးနှုတ်သောအချိန်ကာလ ရောက်လူဤသည်ကိုထောက်သဖြင့်မျော်ကြည့်၍ခေါင်းကိုကြွကြလောဟု မိတ်တော်မူ၏ တပန်ထက်၍မိတော်မူသောဥပမာက သင်္ဘောတပန်ပေမှဆ၍တစ်ပေများတို့ကိုမတ်ကြလော့အရွက်ပေါက်သောအခါຫນွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏ထိုနည်းတူထိုအကြောင်းအရာများဖြစ်သည်ကိုမြင်ရလျှင်ဘုရားသခင်နိုင်ငံတော်တီလူနီးသည်ကိုသိမဲ့ကြလော့ငါအမှန်ဆိုသည်ကားယခုဖြစ်သောလူများမကုန်မီ ထိုအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည် ကောင်းငင်နေမိကြီးမတီးတော်လဲငါစကားတီးလိမ့်မည်။တင်တို့သည် ကိုကိုကိုသတိပြုကြလော့။သို့မဟုတ်အစားတောက်လွန်ကျူးခြင်းလောကီစိုးရင်ခြင်းအားဖြင့်စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည်အမတ်တမဲ့တင်တို့နှင့်တွေ့ကြုံလိမ့်မည်။ထိုနေ့ရက်သည်ပိုက်ကွန်ကဲ့သို့မြေတပြင်လုံး၌နေသော သူအပေါင်းတို့ကိုအုပ်မိလိမ့်မည်။ထိုကြောင့် သင်တို့သည် ဖြစ်လက်တန့်သော အမှုရာတို့နှင့်ကင်းလို့၍လူသားထံသို့ ရောက်ခြင်းကိုခံထိုက်တော်သူ ဖြစ်သည်ဟုမတ်တော်မူမိအကြောင်းအစဉ်ဆုတောင်းလျက်စောင့်နေကြလောဟုမိတ်တော်မူ၏ထိုသို့ကိုတော်သည် နေ့ရက်အစဉ်အတိုင်းဗိမာန်တော်၌ဆုံးမဩဝါဒပေးတော်မူ၏ညအချိန်ရောက်လျှင်တန်လွေအမည်ရှိသောတောင်သို့သွား၍ ညီကိုလွန်စေတော်မူ၏နနက်စောစောလူများအပေါင်းတို့သည်ဗိမာန်တော်သို့သွား၍အထံတော်၌ဒေသနာတော်ကိုနားထောင်ကြ၏ရှင်လူကာခရစ်ဝင်ခန်းကြီး20ပတ္တခာအမိရှိသောအဇုမပွဲခံကဏီတွင်ယေပရောဟိအကြီးတို့နှင့်ဂျမ်းပြူစရာတို့သည် ကိုယ်တော်ကိုအဘယ်သို့တက်ရအံ့ဤဟုရှာကြံကြ၏အဘယ်ကြောင့်ရှာကြံရကြသည်ဤဟုမူကားလူများတို့ကို ကြောက်ကြ၏ထိုကာစာတန်သည် တပည့်တော်တစ်ကြိမ်နှစ်ပါးဝင်ဖြစ်သော ယူဒရှကရုပ်အထဲသို့ဝင်သည်ဖြစ်၍ထိုသူသည်ယေဘရဟိ အကြီးများဗိမာန်တော်မူများတို့ထံသို့ သွားပြီးလျှင်ယေရှုကိုအဘယ်သို့အယမီနီဟု၍တိုင်မြင်လေ၏ ထိုသူတို့သည် ဝမ်းမြောက်သောစိတ်ရှိ၍ငွေပေးမိဟုဝန်ခံကြ၏ယူဒာရှိကာယုတ်သည်လည်းဝန်ခံပြီးမှ လူများမရှိစဉ်တွင်ကိုရောကိုအတ်ချင်းကအစဉ်သင့်သောအချိန်ကာလကိုရှာကြံလျက်နေ၏ပတ္တခာတူးတငယ်ကိုတတ်ရသောနေ့ကြီးဟုသောအဇုမပွဲနေ့ရောက်သောအခါကိုရောကငါတို့စားကြဖို့တင်တို့သည်သွား၍ တ်သက်ခါပွဲကိုပြင်ဆင်ကြလောဟု ပေတရုနှင့်ယောဟန်ကိုစေလွတ်တော်မူ၏သင်တို့ကလည်းအပေအရ၌ပြင်ဆင်စေခြင်းကအလိုရှိတော်မူသည်နည်းဟုမေးလျှောက်ကြတော်ကိုတော်ကသင်တို့သည်မြို့တဲသို့ဝင်သောအခါရေအိုးဆောင်သောသူကို တွေ့လိမ့်မည်ထိုသူနောက်သို့လိုက်၍သူဝင်သောအိမ်သို့ဝင်ပြီးမှငါသည်ငါတပည့်တို့နှင့်တကွ တ်သက်ခါပွဲကို စားရသောဧည့်သည်အခန်းကအဘယ်မှာရှိသနည်းဆရာကမေးသည်ဟုအိမ်ရှင်ကို ပြောကြလောထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကို ပြလိုက်ပြီထိုခန်း၌ပြင်ဆင်ကြလောဟု မိတ်တော်မူ၏တပည့်တော်တို့သည်သွား၍စကားတော်အတိုင်းတွေ့၍ပတ္တခါပွဲကို ပြင်ဆင်ကြ၏ အချိန်ရောက်မှတမန်တော်တကြိတ်နှစ်ပါးတို့နှင့်အတူစပွဲ၌လျောင်းတော်မူ၍ငါသည်အသေးမခံမီဤပတ္တခါပွဲကို သင်တို့နှင့်အတူ စားခြင်းကအလိုအလိုရှိလေပြီငါဆိုသည်ကဘုရားသခင်၏နိုင်ငံတော်၌ပတ္တခါပွဲ မပြည့်စုံမီတိုင်အောင်ယခုမှစ၍ဤပွဲကိုတဖန်ငါမစားရဟု မိတ်တော်မူလျက် ်ခွက်ဖလားကိုယူ၍ဂျေဇုတော်ကို ချီးမွမ်းပြီးမှဤခွက်ကိုယူ၍အချင်းချင်းဝေကြလော့ငါဆိုသည်ကားဘုရားသခင်၏နိုင်ငံတော်မတီမီတန်အောင်ယခုမှစ၍စပြည့်ရီကိုတဖန်ငါမတော့ရဟု မိတ်တော်မူ၏ထိုအခါမုတ်ကိုယူ၍ဂျေဇုတော်ကိုချီးမွမ်းပြီးမှ မုတ်ကိုဖဲ၍ဤမုတ်ကသင်တို့အဖို့အလို့ငါစွန့်တော်ငါဤကိုဖြစ်၏ ငါကိုအောင်းမေ့ဖို့ရာဤသို့ပြုကြလောဟုမိတော်မူ၏ထိုနည်းတူ အစာစားပြီးမှခွက်ကိုလည်းယူ၍ဤခွက်ကသင်တို့အဖို့အလို့ငါသွန်းသောငါဤအသွေး၌တည်သောပဒိညာတရားသည့်ဖြစ်၏သို့တော်လည်းငါကိုအနံသောသူဤလက်သည်ဤစပွဲပေါ်မှာငါလက်နှင့်အတူရှိ၏ခွဲခန့်မှတ်သားတော်မူသည့်အတိုင်းလူသားသည် သွားရမည်သို့တော်လဲလူသားကိုအနံ့သောသူသည်အမင်္ဂလာရှိ၏ဟုမိတ်တော်မူ၏တပည့်တော်တို့သည်လဲထိုအမှုကိုအဘယ်သူပြုအပ်သနည်းဟုအချင်းချင်းမေးမြန်းကြ၏ထိုမှတပါတပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူသည်တာ၍ကြီးမြတ်သနည်းဟုအချင်းချင်းငင်းခုန်ခြင်းရှိသည်ဖြစ်၍ကိုတော်က လောကီမင်းတို့သည်အစိုးတရားပြုတတ်ကြ၏အာနာထားသောသူတို့ကိုလည်းဂျေဇုရှင်ဟု၍ခေါ်ဝေါ်ကြ၏သင်တို့မူကားထိုသို့မပြုကြနှင့်သင်တို့တွင် အကဲအမှုပြုသောသူကိုငယ်သားကဲ့သို့ဖြစ်စေ အုပ်ဆိုးသောသူကိုလည်းအစီခံကဲ့သို့ဖြစ်စေအဘယ်သူသည်တာ၍ကြီးမြတ်သနည်းစပွဲ၌လျောင်းသောသူသည် ကြီးမြတ်သလော လှုပ်ကြွေးသောသူသည်ကြီးမြတ်သလားစပွဲ၌လျောင်းသောသူသည် ကြီးမြတ်သည်မဟုတ်လားသို့တော်လဲငါသည်သင်တို့တွင်လှုပ်ကြွေးသောသူကဲ့သို့ဖြစ်၏ငါသည်စုံစမ်းနောက်ဆက်ခြင်းကိုခံစဉ်တွင် သင်တို့သည်ငါ၌မိဝဲသောသူဖြစ်ရ၏ငါခမည်းတော်သည်ငါအားနိုင်ငံတော်ကို ပေးတော်မူသည်နှင့်အညီ တင်တို့သည်ငါဤနိုင်ငံတွင်ငါဇပွဲ၌စားတောက်သောအခွင့်ကို၎င်းတရားပလင်ပေါ်မှထိုင်၍ဣသရေလလူ12မျိုးကိုအုပ်စိုးရသောအခွင့်ကို၎င်းငါသည်တင်တို့အားပေးမည်ဟု မိတ်တော်မူ၏တပန်သခင်ဖျားကရှိမုံရှိမုံဂျုံဆန်ကိုဆံကာနှင့်ခြားတဲ့ကဲ့သို့စာတန်သည် သင်တို့ကိုခြားရမိအကြောင်း အခွင့်တောင်းသည်ဖြစ်၍သင်ဤယုံကြည်သောစိတ်မပြတ်စီခြင်းကငါသည် သင်ဖို့ဆုတောင်းလေပြီသင်သည်တတိယပြန်သောအခါသင်ဤညီအကိုတို့ကိုတည်ကြည်စေလောဟု မိတ်တော်မူလျင်ပေတရုကသခင်အကျွန်ုပ်သည် ကိုရောနှင့်အတူထောင်တဲသို့၎င်းအသေးသက်ချင်းသို့၎င်း လိုက်ခြင်းကအသင့်ရှိပါ၏ဟုပြောလေတော်သခင်ဖျားက ပေတရုငါဆိုသည်ကားယနေ့တွင်ကြက်မတုံမီသင်သည်ငါကိုမသိဟု သုံးချိန်မြောက်အောင်ညင်းပယ်လိုက်မည်ဟုမိတ်တော်မူ၏တဖန်မိတ်တော်မူသည်ကားအထက်ကငွေအိတ်လွယ်အိတ်ခြေနှင်းမပါဘဲသွားကြလောဟု သင်တို့ကိုငါစေလွတ်သောအခါ တစုံတစ်ခုလိုသလောဟုမေးလျင်တစုံတစ်ခုမျှမလိုပါဟုပြောကြတော့ယခုမူကားငွေအိတ်ရှိသောသူသည်ယူစီလွယ်အိတ်ရှိသောသူသည်ယူစီဓာမရှိသောသူသည် အဝတ်ကိုရောင်း၍ဓာကိုဝယ်စီအကြောင်းမူကားထိုသူသည် မတရားသောသူတို့နှင့်ရွေတွက်ဝင်ခြင်းကိုရောက်၏ဟုသောစံစာချက်သည်ငါ၌ယခုပင် ပြည့်စုံရမည် ငါအမှုအရာတို့သည်ပြည်စည်းခြင်းသို့ရောက်ကြပြီဟုမိတ်တော်မူ၏ထိုသူတို့ကလည်းသခင်ဒါနစင်းရှိပါ၏ဟုလျှောက်လျင်တန်ပြီးဟုမိတ်တော်မူ၏ထိုနောက်အလေတော်ရှိသည့်အတိုင်းတန်လျင်တောင်သို့ထွက်ကြတော်မူ၍တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏ထိုရက်သို့ရောက်တော်မူလျင် သင်တို့သည်စုံစမ်းနောက်ဆက်ခြင်းနှင့်ကင်းလွတ်မြေအကြောင်းဆုတောင်းကြလောဟုအမိတော်မူပြီးမှတပည့်တော်တို့နှင့်ကြောက်ခဲတပြည့်လောက်ခွာသွား၍ဒူးထောက်လျက်အိုအဖအလိုတော်ရှိလျင်ဤခွက်ကိုအကျွန်ုပ်မှလွဲတော်မူပါသောတော်လည်းအကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနှင့်ကိုတော်အလိုရှိသည့်အတိုင်းဖြစ်ပါစေသောဟုဆုတောင်းတော်မူ၏ ထိုအခါကောင်းငွေတမန်သည်ထင်ရှားလာ၍ကိုရောကိုအားပေးရ၏ပြင်းစွာသောဝေဒနာကိုခံလျက်အထူးသဖြင့်ကြိုးစား၍ဆုတောင်းတော်မူ၏ချွေးထွက်တော်မူသည်ကားမြေပေါ်၌ကြသောသွေးဆက်ခဲကဲ့သို့ဖြစ်သည်ထိုသို့ဆုတောင်းပြီးမှယေရှုသည်ထား၍တပည့်တော်တို့ရှိရာသို့ ပြန်သောအခါသူတို့သည် ဝန်နေသောစိတ်ရှိသည်နှင့် အိပ်ပျော်လျက်နေကြသည်ကိုတွေ့တော်မူလျင်သင်တို့သည်အဘဲကြောင့်အိပ်ပျော်ကြသည်နိထာကြစုံစမ်းနောက်ဆက်ခြင်းနှင့်ကင်းလို့မိအကြောင်းဆုတောင်းကြလောဟုမိတော်မူ၏ထို့သောမိတော်မူစဉ်တွင်တပည့်တော်တစ်ကြိမ်နှစ်ပါးအဝင်ဖြစ်သောယူဒရှိကာယုတ်သည် လူအပေါင်းတို့ကိုလမ်းပြလျက်လာ၍ယေရှုကိုနမ်းခြင်းက ရှင်းကပ်လေ၏ယေရှုကလည်းယုဒသင်သည်နန်းချင်းကို ပြုလျက်လူသားကိုအတ်တလောဟုမေးတော်မူ၏ယေရှုနှင့်အတူပါသော သူတို့သည် ဖြစ်အံ့သော အမှုကို မြင်လျင်သခင်အကျွန်ုပ်တို့သည်ဓာနှင့်ခေါရပါမည်လောဟု မေးလျှောက်ပြီးမှတယောက်သည်ယေဘုရောဟိမင်း၏ဂျုံတယောက်ကိုခုတ်သဖြင့် လက်ရနရွက်ပြက်လိဤယေရှုကလည်းတန်စီဟု မိတော်မူ၍နရွက်ကိုလက်တော်နှင့်တိုးသဖြင့်အနာကိုပျောက်စေတော်မူ၏ထိုအခါအထံတော်သို့ရောက်လာသောယေပရောဟိအကြီးဗိမ္မာန်တော်မူလူအကြီးအကဲတို့အားယေရှုကသင်တို့သည်ဓမြကိုဖမ်းတဲ့ကဲ့သို့ငါ့ကိုဖမ်းအံ့သောငါ ဓာနှင့်တုတ်များကိုဆွဲလျက်လာကြသည်တကားငါသည်ဗိမှန်တော်၌တင်တို့နှင့်အတူရှိနေစဉ်အခါတင်တို့သည်ငါကို မဖမ်းမရှိကြ သို့တော်လည်းယခုအချိန်ကတင်တို့အချိန်ဖြစ်၏မောင်မိုက်တကိုလည်းဖြစ်၏ဟု မိတော်မူ၏ထိုသူတို့သည် ကိုရောကိုဖမ်းဆီး၍ ယေဘရောဟိမင်း၏အိမ်သို့ ဆောင်းသွားကြ၏ပေတရုသည်လည်းသူတို့နှင့်ဝေးစွာလိုက်လေ၏အိမ်ဦးအလယ်၌မိမွေပြီးမှ လူများတို့သည်စုဝေး၍ထိုင်ကြလျင်ပေတရုသည်လည်းသူတို့အထဲ၌ထိုင်နေ၏ထို့သောပေတရုသည်မိနာမှာထိုင်နေသည်ကို အစေပါမိမတယောက်သည်မြင်လျင်သူကိုစိစိကြည့်၍ဤသူသည်ယေရှုနှင့် ေါင်းဖော်တော်သူဖြစ်သည်ဟုဆိုသောပေတရုကအချင်းမိမ့်မှထိုသူကိုငါမသိဟုညင်းလေ၏ထိုနောက်များမကြာအခြားသောသူသည်ပေတရုကိုမြင်လေသင်သည်လည်းထိုသူတို့အဝင်ဖြစ်သည်ဟုဆိုသောပေတရုကအချင်းလူငါသည်သူတို့အဝင်မဟုတ်ဟုဆို၏တဖန်တနာရီလောက်ကြာပြီးမှအခြားသောသူက အကယ်စင်စစ်ဤသူသည်ယေရှုနှင့်ပေါင်းဖော်သောသူဖြစ်၏ဂါလိလဲလူလဲဖြစ်၏ဟုခိုင်မာစွာဆိုလျင်ပေတရုကအချင်းလူသင်ပြောသောအရာကိုငါမသိဟုဆို၏ထိုစကားကိုပြောသောခဏချင်းတွင်ကြက်တွန်လေ၏ထိုအခါသခင်ဖျားသည်လဲ့၍ပေတရုကိုကြည့်တော်မူ၏ကြက်မတွန်မီသင်သည်သုံးချိန်မြောက်အောင် ငါကိုညင်းပယ်လိမ့်မည်ဟုမိတော်မူသောစကားကိုပေတရုသည်တတိယသဖြင့်ပြင်သို့ထွက်၍ပြင်းစွာငိုကြွေးလေ၏ယေရှုကိုကင်ဆွဲသောသူတို့သည် ကိုရောကိုပြည့်ရပြု၍ရိုက်ပုတ်ကြ၏မျက်နာရောကိုဖုံးပြီးလျင်လက်နှင့်ပုတ်လျက်ကိုရောကိုအဘယ်သူပုတ်တီကိုပရောဖက်ပြု၍ဟောရောမူပါဟုဆိုကြ၏ အခြားသောဇကားများဖြင့်လည်းကိုရောကိုကဲ့ရွေ၍ပြောဆိုကြသည်၏မိုးလင်းသောအခါလူတို့တွင် အကြီးအကဲဖြစ်တော်သူယေပရောဟိအကြီးကျမ်းပြူစရာတို့သည် စီဝေး၍ကိုရောကိုလွတ်တော်သို့ ဆောင်းသွားပြီးလျှင် သင်သည်ခရစ်တော်မှန်လျှင်ငါတို့အားပြောလောဟုဆိုကြ၏ယေရှုကလည်းငါပြောလျှင်သင်တို့သည်မယုံ။ ငါမင်းလင်လျဲတင်တို့သည်မဖြေပဲငါကိုမလွတ်ပဲနေကြလိမ့်မည်နောက်၌လူသားသည်ဖျားသခင်၏တကိုးတော်လက်ရဘဲ၌ထိုင်တော်မူလက်တန့်ဟု မိတ်တော်မူသောထိုသူအပေါင်းတို့ကတို့ဖြစ်၍တင်သည်ဖျားသခင်၏သားတော်မန်သည်တကားဟုဆိုလျင်တင်တို့ဆိုသည့်အတိုင်းမန်သည်ဟုမိတ်တော်မူ၏ ထိုသူတို့ကလည်းအဘယ်တက်တည်လူသေးသနည်းသူဤစကားကိုငါတို့ကိုယ်တိုင်ကြားရပြီဟုဆိုကြ၏ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ဘက်တမန်ကျမ်းစာတော်မြတ်ကတော့ရှင်လုကာခရစ်ဝင်အခန်းကြီး27မှ28ထိဖြစ်ပါတယ်။ကြားနာရသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ။